မင်္ဂလာပါ The Lost Horizon Channel ကနေကြိုဆိုလိုက်ပါတယ်အခုဆိုရင်အားလုံးသိကြရတဲ့အတိုင်းကျွန်တော်မြန်မာနိုင်ငံမှာအရင်ကပြင်းထန်တဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာငလျင်တွေဘာကြောင့်လှုပ်ခတ်ရသလဲငလျင်မလှုပ်ခင်ဘာချက်တွေကိုကြည့်ပြီးကြိုတင်ခံမှန်းလို့ရနိုင်မလဲငလျင်နဲ့ဆိုင်ရာဘူးတုတတွေဆောင်ရန်ရှောင်းရန်တွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကဲဒီတော့စလိုက်ကြအောင်ငလျင်အကြောင်းမပြောခင် ငလင်ဘာကြောင့်လှုပ်ရသလဲဆိုတဲ့အဓိကအကြောင်းကျွန်တော်အရင်ပြောပြပါမယ်။ကျွန်တော်တို့ရဲ့ကဘာမြေကြီးကို အကျဲအဖြစ်အလွှာလေးပိုင်းနဲ့ဖွဲ့စည်းထားပါတယ်။အင်နာကိုအတွင်းဥတိုင်း၊အောက်တာကိုအပြင်ဥတိုင်းပြီးရင်မန်တယ်အကာဆိုတဲ့အလွှာတွေရှိပါတယ်။ဒါတွေပြီးတော့မှ crust လို့ခေါ်တဲ့အပြင်ကုန်ရှိပါတယ်။ကျွန်တော်တို့ကအဲ့အပြင်ကုန်လို့ခေါ်တဲ့ crust ပေါ်မှာနေကြတာပါ။ပြီးတော့ကဘာအခုံကိုကြောက်လွာကြောက်သားရည်နဲ့ဖွဲ့စည်းထားတာပါ။ အဲဒီကြောင်းလွာတွေကလည်းတဆက်တည်းရှိနေကြတာမဟုတ်ပါဘူးအပန်းတိုင်းကွဲနေကြတာပါအဲဒီကွဲနေတဲ့ကြောင်းလွာတွေကလည်းသူတို့ရဲ့ own direction အတိုင်း movement တွေရှိပါတယ်အဲဒီလိုဦးတည်ချက် မတူတဲ့ကြောင်းလွာကြီးရတစ်ခုနဲ့တစ်ခုတိုက်မိတာမျိုးကြောင်းလွာတစ်ခုအောက်ကိုတစ်ခုကဝင်သွားပြီး subduction zone တွေဖြစ်လာတာမျိုးတွေကြောင့်ငလေးတွေဖြစ်ပေါ်လာရလို့အကျဉ်းအဖြစ်တတ်မှတ်လို့ရပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာငလေးနှုတ်ရတဲ့အဓိကအကြောင်းရင်းနှစ်ရက်ရှိပါတယ်ပထမအကြောင်းရင်းကတော့ မြောက်ကနေအရှေ့မြောက်ဘက်ကိုရွေရှားနေတဲ့အိန္ဒိယရေတုချက်အင်္ဂလိပ်လိုခေါ်ရင်တော့အိန္ဒိယပလေးပေါ့နော်အဲ့ဒီအိန္ဒိယပလေးဟာယူရေရှားမြေတုချက်ယူရေရှန်ပလေးအောက်ကိုပြင်းပြအားဖြင့်တနက်မှာ၄စင်တီမီတာကနေ6စင်တီမီတာနှုန်းနဲ့ငုံရှိုးတိုးဝင်နေတယ်အဲ့လိုတိုးဝင်နေတော့ subduction zone တွေဖြစ်လာတယ်အဲ့ဒီ subduction zone အစပိုင်းတလျှောက်မှာရှိတဲ့ရခိုင် trench အတမန် trench စူမာတရာ trench နဲ့ Java Trust တွေကြောင့်ငလေတွေဖြစ်ရတယ်။ဒီနေရာမှာ subduction zone ဆိုတာကကြောက်လွှာတစ်ခုရဲ့အဆုံးကနောက်ကြောက်လွှာရဲ့အောက်ကိုတိုးဝင်နေတဲ့အပိုင်းကိုခေါ်တာပါ။အဲ့ဒီအရာကလည်းငလေကိုလှုံ့ဆော်တဲ့အကြောင်းရင်းပါပဲ။နောက်တစ်ခုကရခိုင်ရိုးမဒေသကနေသခိုင်းပြည့်ဝအကြောင်းမှာရှိတဲ့မြေတုချက်လေးတစ်ခုကကပ်ပလီပင်လေဖြန့်ကျက်ရုံ atmosphere spreading zone ကနေပြင်းပြအားဖြင့်တစ်နှစ်ကို1.5 cm ကနေ3 cm နှုန်းနဲ့ မြောက်ထက်ကိုဘေးတိုင်းရွေ့နေတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်စကိုင်းပြည့်ရွေ့နေတဲ့အတူဆက်ဆက်ဖြစ်ပေါ်လာတဲ့ဘေးတိုင်းပြည့်ရွေ့ strike slip form များဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ဒီတော့စကိုင်းပြည့်ရွေ့အကြောင်းကိုကျွန်တော်တစ်ချက်ပြန်လေ့လာကြည့်အောင်။အပေါ်ကပြောခဲ့သလိုပဲမယ်လီနေဖြစ်လာမှုကိုပြန်ကြည့်ရင်ကမ္ဘာတိုက်ကြီးတွေဟာရွေရှားနေကြတဲ့ plane လို့ခေါ်တဲ့ကြောက်လာဒူးကြီးတွေနဲ့ဖွဲ့စည်းထားကြတာပါ။ဒီကြောက်လာကြီးတွေထိဆက်ထားတဲ့ joint နေရာတွေက forge လို့ခေါ်တဲ့ပြည့်ရွေ့ကြီးတွေဖြစ်လာကြတယ် default တွေပုံမှန်ရွေးနေရကနေရဆိုင်ခဲ့ရမယ်ဖြစ်ဖြစ်ပုံမှန်မရွေးတော့ရမယ်ဖြစ်ဖြစ်ဒီချိန်မှာပြင်းထန်စွာကြောက်လွန်အန်ချော်မှု slip ဖြစ်ကြပါတယ်အဲ့ဒီခါမှာပြင်းထန်တဲ့ငလင်ကြီးတွေဖြစ်ပေါ်လာကြတယ်ဒီတော့မြန်မာနိုင်ငံအနေထားကိုပြန်ကြည့်မယ်ဆိုရင်လည်းမြန်မာနိုင်ငံဟာအိန္ဒိယ plate နဲ့ Eurasian plate နှစ်ခုတိဆက်ထားရပုံမှာဖြစ်တည်နေတာပါဒီကြောက်လွန်သူ plate ကြီးနှစ်ခုတိဆက်ထားခြင်းကြောင့် စกาย force လို့ခေါ်တဲ့ပြည့်ရည်ကြီးဖြစ်ပေါ်လာတယ်။မြန်မာနိုင်ငံမှာအဓိကအားဖြင့်စกายပြည့်ရည်၊ကဘော်ပြည့်ရည်၊ကြောက်ကြမ်းပြည့်ရည်၊မိုးမိတ်ပြည့်ရည်၊နန်းမပြည့်ရည်၊ရွှေလီပြည့်ရည်၊ထာပုံပြည့်ရည်၊မြအူးပြည့်ရည်စတဲ့တက်ရှင်ပြည့်ရည်ကြီးတွေရှိတယ်လို့ပြည့်ရည်ငယ်ပေါင်းများစွာလည်းသိရှိနေပါတယ်။ဒီထဲမှာမှစกายပြည့်ရည်ကမြန်မာဘာသာမှာကကဘာမှာပါထင်ရှားပါတယ်။ဒီပြည့်ရည်ကို1960လောက်ကစกายမှာပဲ ညာရှင်တွေစတင်လေ့လာချိန်မှာတာမန်ဖော့ချ်အသေးလေးတစ်ခုဖြစ်မယ်လို့စတယ်ခံမှန်းခဲ့ကြတယ်။ဒါပေမဲ့ဒါကတော့အမှားတစ်ခုပါပဲ။သို့တော့1969လောက်မှာအမေရိကန်ကဘူမိဗေဒနဲ့ဒေါက်တာဘွဲ့ရယူလာတဲ့ဒေါက်တာအိုဝဲဆွေတို့ကသေချာသုတေသနပြုပြီးတဲ့အချိန်မှာဒီစကိုင်းကျဲရီဟာကီလိုမီတာ1200ကျော်ရှည်ရှားပြီးတော့မြန်မာနိုင်ငံကိုတောင်ထဲမြောက်လာရအတိုင်းအလဲကပိုင်းထားရုံသာမကမြောက်ဖက်တိဘက်ကုန်းမြစ် ဟူကောင်ဂျိုင်ဝမ်တဲဝင်ပြီးတော့အိန္ဒိယအထိရှေလျားနေရာကိုတွေ့ရပါတယ်တော်တော်တော့ကြောက်စရာကောင်းတယ်ပါအဲ့ရနေတစ်ဆင့်မြန်မာနိုင်ငံနဲ့တောက်လျှောက်ဝင်လာပြီးတော့မိုးကောင်းမိုးမိတ်စကားအင်းဝဗန်ဒလေးပျော်ပဲမိထီလာ မြေသားတောင်ကိုပကိုးသုံးခွဆတဲ့မြို့ကြီးကိုဖြတ်တယ်မြို့ဝကျုံးပေါ်ကနေတောင်ဘက်ကပ်ပီပင်လဲအိန္ဒိယသမုတ်တရာနဲ့ဆက်ဝင်သွားပြီးတော့တနစ်မှာပြင်းပြ18.5မီလီမီတာရွှေရှားနေတဲ့ကြီးမားလာတဲ့ တက်ရှိကျေယူကြီးဖြစ်နေတာကိုသိရပါတော့တယ်။အခုချိန်ထိမြန်မာနိုင်ငံမှာဖြစ်ခဲ့ကြီးမားလာတဲ့ဗကန်ငလင်းအင်းဝငလင်းဘကုန်းငလင်းစားတဲ့ငလင်းကြီးအားလုံးရဲ့အဓိကတရားခံဟာဒီစကိုင်းကျေယူကြောင်းမယ်ဆိုတာပါသိခဲ့ရပါတယ်။ဒီလာရဟာတနည်းအားဖြင့်ဆိုရင်မြန်မာနိုင်ငံဟာတောင်ဘက်ကိုအမြဲရွေ့ရှားနေတဲ့အိန္ဒိယပလိန်နဲ့ရောက်ဖက်လာရအတိုင်းရွေ့နေတဲ့ Eurasian plate ကြောက်ရွာချက်ကြီးနှစ်ခုကိုဘေးချင်းကတ်ထားရတဲ့တူပါလေ။ဒါကြောင့် ။နောက်နှစ်တန်ပေါင်းတချို့မှာမြန်မာနိုင်ငံဟာတောင်ဘက်လာရအတိုင်းနှစ်ချမ်းကွဲသွားမယ်လို့ပညာရှင်တွေကခန့်မှန်းထားကြတာပါ။2004ခုနှစ်ကဖြစ်သွားခဲ့တဲ့ကမ္ဘာကျော်ဆူနာမီဟာပင်လယ်ပြင်အောက်ထိဆက်နေတဲ့ပျော့တဲ့အိန္ဒိယပလိတ်ဟာမာတဲ့ဖြူရီရှန်ပလိတ်အောက်ကိုစိုက်ဝင်သွားရကနေစဖြစ်လာတာပါ။ဒီကြောက်လာကြီးနှစ်ချက်ဟာတိစက်ထားရကနေပုံမှန်မဟုတ်ပဲတစ်ခုကတောင်ဘက်ကို၍တစ်ခုကမြောက်ဘက်ကို၍တဲ့အခါ ကြောက်ရွံ့အံ့ချော်မှုဆလစ်ဖြစ်ပါတယ်။ဒီဟာမြန်မာနိုင်ငံမှာငလင်ကြီးတွေဖြစ်လာတယ်။ကြောက်ရွံ့ကြီးရဲ့အံ့ချော်ဆလစ်ဖြစ်မှုကြီးရင်ကြီးတယ်လို့ဖြစ်ပေါ်ရမြေတွေအနက်တရင်တိမ်တယ်လို့ငလင်တွေပို့ပြီးတော့ပြဲထန်ကြပါတယ်။သဘောတရားပြောမယ်ဆိုရင်များမြန်မာမြေရုချက်နဲ့အိန္ဒိယမြေရုချက်တွေကသူတို့ tradition အတိုင်းယူရှားနေရဲ့ယူရှားရင်းနဲ့တစ်ခုနဲ့တစ်ခု တိုးတိုက်မိကြတယ်။တိုးတိုက်ရင်အိန္ဒိယမြေရုချက်ကမြန်မာမြေရုချက်အောက်ကို ငုံရှိုးတိုးဝင်လာတဲ့အတွက်မြမမြေသူကတွန်းခေါက်လာတယ်။အချိန်ကြာလာတဲ့အခါတွန်းတိုက်ခိုင်းရနေရမှာအားရတဖြည်းဖြည်းစုစည်းလာတယ်။အဲဒီ force တွေက limit ကိုရောက်တဲ့အခါမှာရုတ်တရက်ရုံးကန်ပြီးတော့အဖက်ဖက်ကိုပြန်ထွက်သွားတဲ့အခါမှာအဲဒီတခြားလုံးမှာရှိတဲ့ဂျားခဲရအားလုံးကတုံခါပြီးတော့ငလေးလှုပ်ချင်းကိုဖြစ်စီတာပါ။ Sky Fox ဟာ180ကနေ100ကြာပြည့်တိုင်းမှာအမြဲပြင်းထန်တဲ့ slip ဖြစ်မှုနဲ့အတူငလေးကြီးရဲ့တစ်ချိန်ဖြစ်တတ်ပါတယ်။ ။တဘောကနှစ်တရာပြည်တိုင်းပြဲထန်တဲ့ငလင်တစ်ချိန်ဖြစ်တယ်ပေါ့ဗျာ။ဥပမာပြောရရင် အထောက်ထားတွေက1830မှာဒီစကိုင်းပြည့်ရွှေချောင်းပဲပပိုးမှာငလင်အကြီးကြီးလှုပ်ပြီးတဲ့နောက်1930မှာပဲရွှေမော်ရော့စီရီစိန်ဖူးတော်မြေခိုင်ငလင်ကြီးထက်လို့တယ်။ဒီတော့ဒီပြည့်ရွှေမှာငလင်ကြီးမှလှုပ်တာနှစ်90ကျော်ခဲ့ပြီ။ဒါကြောင့်ဒီပြည့်ရွှေဟာနောက်တစ်ခါငလင်ကြီးထက်လို့လာနိုင်ပါတယ်လို့ဆိုပြီးခံမှန်းထားကြတာပါ။ ငလင်းရဲ့သဘောကလည်းပြဲထန်တဲ့ငလင်းကြီးတွေမလာခင်နဲ့လာပြီးချဲ့ဒီမှာငလင်းသေးသေးလေးတွေရာထောင်ကြည့်ပြီးအရင်လှုပ်ပါတယ်။တာမန်တိုင်းဆိုတုံဟာမှုကိုကျွန်တော်တို့မသိနိုင်ပါဘူး။ငလင်းတိုင်းစနဲ့မှသိနိုင်တာပါ။အဲဒီမှာကျွန်တော်ဘူးတုဒအနေနဲ့တစ်ခုထည့်ပြောပါမယ်။ငလင်းတွေရဲ့ magnitude level နဲ့စိုးရိမ်မှတ်တွေကိုလူရင်းတူရှင်းအနေနဲ့ကျွန်တော်ထည့်ပြောသွားပေးပါမယ်။ micro earthquake magnitude level က1ကနေ2ကြားဒါအောင်လူတွေကမသိနိုင်ဘူး။ မြင်းကလေးတိုင်းကိရိယာနဲ့လားသိရှိနိုင်တယ်။ LiDAR အက်ကွေမဂနီကျူလေဗယ်က3.3.9ကြာအဆောက်အဦတွင်းမှာရှိတဲ့လူတချို့တော့အလဲငယ်သတိပြုမိနိုင်တယ်။ပျက်စီးမှုမဖြစ်စေနိုင်ဘူး။စိုးရိမ်စရာလည်းမရှိဘူး။လမ်းလျှောက်နေတဲ့လူတွေရင်မောင်းနေတဲ့သူတွေမသိနိုင်ဘူး။ Light အက်ကွေမဂနီကျူလေဗယ်က4.4.9ကြာ လူများငလျောတိတာစွာသိရှိနိုင်တယ်။တုံခါတံများကြားနိုင်တယ်။ သေးငယ်ပြီးတော့ပေါ်ပါသောပစ္စည်းများရွေ့ရှားနိုင်တယ်။သို့တော့ပျက်စီးထိခိုက်မှုကတော့မရှိနိုင်ဘူး။ဒါပေမဲ့ပြိုကန်နီးနေတဲ့အဆောက်အဦမှာတော့မနေသင့်ဘူး။နောက်တစ်ခုက moderate acute magnitude level က9နဲ့9.9ထိခိုက်ပျက်စီးမှုတွေစတင်ဖြစ်လာနိုင်တယ်။အိုဟောင်းနေတဲ့အဆောက်အဦဒါမှမဟုတ်ရင်ပြိုလူနီးပါအဆောက်အဦများထိခိုက်ပျက်စီးမှုရှိနိုင်တယ်။ငလျင်တုံခါမှုကိုတိတစွာသိရှိခံစားရနိုင်တယ်။နောက်တစ်ခု strong earthquake magnitude level က6ကနေ6.9ကြာအဆောက်အဦဟောင်းများထိခိုက်ပျက်စီးမှုများနိုင်တယ်လူဝင်ထူထပ်သောနေရာများတွင် ထိခိုက်မှုများနိုင်တယ် major earthquake ဒီကောင်ကြတော့ dangerous level အန္တရာယ်ရှိတဲ့ level ကိုရောက်ပြီပေါ့နော် magnitude level ခုနှစ်ကနေ9.9ကြာအထက်မြင့်အတိုင်းများပြိုကျပျက်စီးနိုင်တယ်အဆောက်အဦဟောင်းများပျက်စီးဆုံးရှုံးနိုင်တယ်ပြင်းထန်သောပျက်စီးဆုံးရှုံးမှုများနိုင်တယ် မြေပြိုနိုင်တဲ့လမ်းပြတ်စီးခြင်းများဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲဆူနာမီဖြစ်ပေါ်နိုင်ခြင်းအသေးအသေးရှိတယ်။ After shock လို့ခေါ်တဲ့နောက်ဆက်တွဲငလင်းငယ်များဆက်တိုက်ဖြစ်ပေါ်နိုင်တယ်။ပြီးရင် Great Earthquake မဂနီကျူ level က၈နဲ့အထက်အလွန်ပြင်းထန်ပြီးတော့ပြိုကျပျက်စီးဆုံးရှုံးနိုင်ခြင်းကအလွန်မြင့်မားတယ်။နောက်ဆက်တွဲငလင်းနဲ့နောက်ဆက်တွဲဆူနာမီဖြစ်ပေါ်နိုင်ခြင်းမြင့်မားတယ်။ဒီမှာမဂနီကျူ level 9နဲ့ 6.9ထိရာစိုးရိမ်ပွဲမှ အန်တီယာအသက်အတဲမဂနီကျူလေဗယ်9နဲ့အထက်ကစိုးရိမ်မှန်အန်တီမြင်ပါတယ်ဒါကတော့ကျွန်တော်ဘူတုဒ္ဒရာကိုထည့်ပြောပေးတာပါနော်အဲ့တော့အပေါ်အကြောင်းဆက်ပြောရမယ်ဆိုရင်2021ခုနှစ်မှာမိုးလေဝသနဲ့ဇလားဗေဒဦးစီးဌာနဂျပန်နိုင်ငံတိုကျိုတက္ကသိုလ်နဲ့ကူးကောင်းပြီးတော့1930ခုနှစ်တုန်းကအင်အား9တက္ကသိုလ်နဲ့လှုပ်ခတ်ခဲ့တဲ့ဗကိုးငလျင်ကိုသုတေသနပြုလုပ်ပြီးတော့ပြန်လည်လေ့လာတဲ့အခါမှာ နှစ်ပေါင်း160အတွင်းဒီလိုငလေမျိုးတကြော့ပြက်လာနိုင်တယ်လို့ကောက်ချက်ချခဲ့ကြရတယ်။ဒါပေမဲ့ကျွန်တော်တို့မျောလင်းထားတဲ့အချိန်မှာပဲငလေပြန်ဆားခဲ့ပါတယ်။ကျွမ်းကျင်ပညာရှင်တွေမှန်းထားတဲ့အချိန်ထက်ကိုအများကြီးစိုးပြီးဖြစ်သွားခဲ့တာပါ။2025ခုနှစ်မြန်မာစံတော်ချိန်12:50နာရီဝန်းကျင်လောက်မှာပြင်းအား9.5ဒသမခုနှစ် Rochester scale နဲ့စကိုင်းတောင်းကိုဗဟုပြုပြီးတော့စတင်လှုပ်ခတ်ခဲ့ပါတယ်။ဒါကပြင်းအားအတော်ကြီးတာပါ။နောက်12မိနစ်လောက်မှာ ပြင်းအား6.4နဲ့ထပ်လို့ပါတယ်။ဒဇက်ထဲမှာပဲပြင်းအားတိတ်မများတဲ့ငလျင်တသိန်းလေးတွေ9ခုလောက်ဇက်တိုက်ဇက်တိုက်လှုပ်ခဲ့တယ်။တောင်ဘက်မှာတခုမြောက်ဘက်မှာ4ခုလောက်အစုလိုက်ထပ်လှုပ်ခဲ့ပါတယ်။မြန်မာမိုးလေဝသနဲ့ဇလားပေတာကတော့နောက်ဆက်တွဲငလျင်26တိန်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။သို့တော့ထိုင်းဘက်ကထုတ်ပြန်မှုအရတော့မက်ရှလာ28ရက်နေ့တနေ့ရဲမှာတယ်။နောက်ဆက်တွဲငလင်းငယ်89ကြိမ်လှုပ်တယ်လို့ဆိုပါတယ်လက်ရှိအချိန်ထိဆိုရင် 200ကျော်ပြီလို့တုံးတက်မှုတွေလည်းရှိပါတယ်။ကြိုတင်ပြင်ဆင်မထားခဲ့မိတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံကအတော်လေးကိုအထိနာခဲ့ရတာပါ။အခုမြင်ကြရတဲ့အတိုင်းပါပဲ။ဒီတော့ကျွန်တော်တို့ကငလေးကိုဘယ်လိုကာကွယ်ကြမလဲ။ကာကွယ်ဖို့ကတော့မဖြစ်နိုင်ပါဘူး။ခင်မီတိုးတက်နေတဲ့နိုင်ငံတွေမှာတော့ငလေးကိုကြိုသိရင်စက္ကန့်ပိုင်း10မိနစ်ဆိုးဆိုးလောက်ပဲကြိုသိနိုင်တာပါ။ဘယ်သူမှငလေးကိုအတိအကျခံမှန်းမှုဆိုတာမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ကြိုတင်ပြီး တတိထားလို့ရတဲ့အချက်လေးတွေတော့ရှိပါတယ်။ဒါကြောင့်ကျွန်တော်ကဘယ်လင်ကြီးတွေမှလုံးပြီးတဘာဝအလျောက်ကြိုတင်သိနိုင်တဲ့အခြေအနေလေးတွေကိုတစ်ချက်ပြောပြပေးပါမယ်။ဘယ်လင်မှလုံးပြီး trace ဆန်နေရာပုံမှန်မဟုတ်တဲ့အပြုတ်အမူတွေနဲ့ပြုတ်မှုအော်ရက်တက်တယ်။စိုးဝါတဲ့အနံ့တွေရမယ်။ရေရင်းတွေကနေပုံမှန်မဟုတ်ဘဲနဲ့ရေတွေခမ်းသွားတတ်တယ်။ရေမျက်နှာပြင် မြင့်တက်လာမယ်။အပူချိန်တိုးလာမယ်။ငလင်ငယ်လေးတွေလှုပ်မယ်။ငလင်လှုပ်မဲ့ဒေတာအနီးမှာ တော်လဲတန်တွေကြားတတ်တယ်။ဒါတွေကြုံရပြီဆိုတော့ကျွန်တော်သတိထားရမယ်။ငလင်လာနိုင်ပါတယ်။ငလင်နဲ့ပတ်သက်ပြီးတော့ trace sign တွေအငူချင်းကိုကြည့်ပြီးတော့လဲသတိထားလို့ရပါသေးတယ်။ဥပမာကြီးကန်းတို့အခြားမျိုးကွဲခက်တို့ကတဏှာနေတဏှာကိုအကောင်းကြီးအများကြီးနဲ့အုပ်စုလိုက်ကြပြကြရာပြန်နေမယ်။ဒီလိုပြန်နေတဲ့အချိန်မှာလဲတတေလောင်လောင် အော်မီနေမယ်။နောက်တစ်ခုကဖားရိဆိုရင် မိုးရဲမှာပဲထွက်တတ်ကြတယ်။အော်ဒါကြတယ်။ဒါကတော့သူ့တဘာဝပေါ့နော်။ ဒါပေမဲ့အချိန်ကာမဟုတ်ဘဲနဲ့အစုလိုက်အပြုံလိုက်တွေးရှိရမယ်။စုညံသောအုံမီနေပဲဒီလိုတွေကြုံရင်ကျွန်တော်တို့သိထားမယ်။ငင်းတွေရုတ်တရက်စူပူရုံးကန်ကြမယ်။အုပ်စုလိုက်ထွက်ပြေးကြမယ်။ကြေလောင်စွာတကောင်ပြီးတကောင်ခီကြမယ်။တို့စိတ်တွေအုပ်စုအတွင်းကိုအတင်းဝင်တိုးပြီးတော့အုံမီနေကြမယ်။စောက်တီရမရဖြစ်နေမယ်။ဘဲတွေငန်းတွေတကောင်ချင်းဖြစ်စီအုပ်စုလိုက်ဖြစ်စီအတောင်မှန်တွေမြှောက်ပြီးတော့စောက်တီရမရအုံမီထွက်ပြေးနေကြမယ်။ ဒါဆိုလည်းကျွန်တော်သတိထားမယ်ကြွတီအုပ်စုလိုက်အော်ဒန်ပေးပြီးတော့တောင်မြောက်စောက်တီယာမရအစုလိုက်အပြုံလိုက် ထွက်ပြေးနေမယ်မြောက်တွေဟာကျိုးမကြနိုင်တဲ့ခန္ဓာနှစ်တက်ကားတွေပေါ်မှာမိသားစုလိုက်အစုအဖွဲ့လိုက်ထိုင်ပြီးတော့တိတ်ဆိတ်ငြိမ်သက်သွားမယ်ဒါမှမဆိုရင်တော့ဒီကောင်းတွေကအငြိမ်နေကြတဲ့တက်တော်ရယ်မဟုတ်ဘူးလေချက်တွေအချိန်မတန်ခင်လေကင်းကြောင်တောင်ကြီးအိတ်တန်းတက်မယ်ဥပိသားချက်မတွေဝှေ့ချိန်မတန်မဲနဲ့ဦးချင်းတဲ့ကိုတဖန်ပြန်လဲဝင်ရောက်ပြီးတော့အော်မီနေကြမယ် ညအချိန်အိတ်တန်းတက်နေတဲ့ချက်များစောက်တီယာမရ။အော်ဟစ်ပြန်တန်းခုံပေါက်ကြမယ်။ဇပကြီးဇပအုံးလို့လို့တက်နေရတဲ့တွင်းအောင်တက်တဲ့တတ္တဝါတွေမြေကြီးပုံအလင်းစလိုတက်လာမယ်။ကန်းတဲ့ဒီရဲ့ဒေတာတွေမှာငါးအော်တွေစုဝေးပြီးရောက်ရှိလာတတ်တယ်။ဒီတော့တငါသေးတွေကလည်းငကိုထက်ငါ့ကိုအများကြီးဖမ်းမိတာပေါ့နော်။ဒါပေမဲ့အဲ့လိုဖမ်းမိရဆိုပြီးတော့ပျော်နေလို့မရဘူး။ဒါသိထားမယ်အချက်ပဲ။ဒီလိုအချက်တွေမိမိရဲ့ဒေတာမှာရုတ်ချီးဖြစ်ပေါ်လာပြီးဆိုရင် အင်အားပြင်းထန်တဲ့ငလျင်လှုပ်တော့မယ်ဆိုတာကျွန်တော်တို့ရှေဘိုးကခံမှန်းလို့ရတယ်။တိရစ္ဆာန်တွေကြောင့်ကျွန်တော်တို့ထပ်ပို့ပြီးတော့အာယုံခံနိုင်စွမ်းကမြင့်ကြတယ်။ကျွန်တော်တို့မကြားနိုင်တဲ့အတန်တွေကိုသူတို့ကကြားနိုင်တယ်။ကျွန်တော်တို့မရနိုင်တဲ့အနံ့တွေကိုလည်းသူတို့ကရနိုင်ကြတယ်။ဒီတော့ဒီတစ်ချက်ကိုလည်းသတိထားမှာပါ။ငလျင်လှုပ်မဲ့အရေးအခြေကိုတွေ့ပြီးဆိုရင်ကျွန်တော်တို့ကဘယ်လိုပြင်ဆင်ကြမလဲ။တကယ်တမ်းပြောရမယ်ဆိုအဲ့လိုကြိုသိရင်တော့ကျွန်တော်တို့မှပြင်ဆင်မှုကအချိန်တိတ်မရှိနေပါဘူး။ တမိနစ်2မိနစ်လောက်ပဲအချိန်ရမှာဒါကြောင့်ကျွန်တော်တို့ကအခုဖြစ်သွားတဲ့ငလျောနမူနာယူပြီးတော့အရေးပေါ်အိတ်တလုံးအမြဲတမ်းပြင်ဆင်ထားစီခြင်းနဲ့အဲ့ဒီအိတ်ထဲမှာအရေးကြီးတဲ့စာရွက်စာရမ်းတို့တံမိုးရှိတဲ့ပစ္စည်းစားစရာတောက်ရည်ဆေးဝါးဓာတ်မီတခဲစသဖြင့်ပေါ့နော်ဒါရိုင်လည်းမကသေးဘူးကိုယ့်အိမ်မှာဆိုဘယ်နေရာအခိုင်ဆုံးလဲအရေးပေါ်ဘယ်နေရာထွက်မလဲအရန်ပြေးလန်းထွက်လန်းဘယ်နေရာမှာပောက်ကွဲနိုင်တဲ့ပစ္စည်းရှိလဲအန္တရာယ်ရှိလဲ ဥမာ gas o အဲ့လို gas o တွေကိုငါးပဲနေရာမှာထားထားလဲအိမ်ရဲ့ main ကိုဘယ်လိုချမလဲတဘာဝဘေးအန်နေရနဲ့ကြုံပြီဆိုရင် ကို့အိမ်ကို main ချပစ်လိုက်တာဒါအန်နေအကင်းဆုံးပေါ့နော်စသဖြင့်ဂျိုတင်လေးလာ ပြင်ဆင်ထားဖို့အရေးကြီးပါတယ် delivery တာပြင်ဆင်ထားရင်တကယ်ငလေလှုပ်တဲ့အခါအတော်အသင့်တော့အဆင်ပြေနိုင်မယ်ဒါမှမဟုတ်အထက်မြင့်ပါနေရတဲ့သူတွေဆိုရင်ရှောင်ဖို့ခက်မယ်မြင်းကြီးတက်မှာပဲနေထားအောင်များ အိမ်မောကြနေတဲ့အချိန်ထားလို့ရင်ကျွန်တော်ဘယ်လိုရှောင်မလဲဒီတော့ခြုံပြီးပြောရမယ်ဆိုရင်ငလေးကိုကြိုတင်ပြစင်ရှောင်ဖို့ဆိုတာအတော့ကိုခက်ခဲတဲ့ပြဿနာပါဒါကြောင့်ကျွန်တော်တို့အမြဲတမ်းမျက်စိကိုဖွင့်ထားရမယ်ကိုနေတဲ့မြို့ကငလေးခဏခဏလှုပ်တက်သလားတက်ရှိပြည့်ရွေရောရီနဲ့နီးလားဒီလိုရရတဲ့နီးနေရဆိုရင်တော့ personal ရှိတဲ့သူကလည်းနှမျောမနေနဲ့ပေါ့ဗျာငလေးခန့်စနစ်ကိုထည့်ပြီးစောက်တာမျိုးပတ်စံတိတ်မရှိရလူကလည်းတက်တာပြင်တောင်းအိမ်တစ်ထက်နှစ်ထက်လောက်မှနေတာမျိုးဒါဆိုရင်တော့ တော်တော်လေးအထိခိုက်နေသွားမယ်။မိုးလေကိုတာသတင်းကိုလည်းကျွန်တော်တို့မျက်ခြေမပြတ်အကျဉ်တစ်ခုလိုနေစဉ်လေလာလားဆွတ်ထားဖို့လိုတယ်။ကဲနောက်တစ်ချက်ကငလင်ကြီးကြီးမားလှုပ်ပြီးသွားရင်ဘာတွေသိထားဖို့လိုသေးလဲ။ငလင်ရလှုပ်ပြီးရင်လည်းမပြီးသေးဘူး။နောက်ဆက်တွဲငလင်ငယ်တွေလာနိုင်တယ်။မိဘအန်တွေရှိနိုင်တယ်။ရေကာတာတွေကျိုးပြီးတော့ရေကြီးနိုင်တယ်။တောင်ပြူတာမြေပြူတာဖြစ်နိုင်တယ်။ရှုံမီးကြောင်တွေပောက်ကွဲပန်းထွက်တာဆူနာမီလို့ ရေလှိုင်းမျိုးတွေဖြစ်ပေါ်ရိုက်ခတ်တာတွေကြုံတွေ့ရနိုင်သေးရဲ့နောက်ဆုံးတစ်ခုသတိထားမှာကောလာဟာလသတင်းတွေပါဘလောက်အရာနဲ့ဘလုံငလင်းလောင်းမှာဟာဒီ24နာရီအတွင်းကြီးတဲ့ငလင်းလောင်းမှာစသဖြင့်ပေါ့နော်ဒီတော့ကျွန်တော်တို့ကတိကျတိကျတဲ့ page တွေခိုင်မာတဲ့သတင်းတွေကို share တဲ့ page တွေကိုပဲကျွန်တော်တို့ကြည်ပါအဲ့ရ post တွေကို share ပါပြီးရင်အရင်အကြောက်မလွန်ပါနဲ့မဟုတ်မမှန်တဲ့သတင်းတွေကို မရှဲမိဖို့လည်းမေတ္တာရက်ခံကြပါတယ်ဒီလိုမဟုတ်တဲ့သတင်းတွေပြန့်သွားပြီဆိုရင်ပထမဆုံးဘာဖြစ်မလဲဆိုရင်ဂုံစည်းနှုံးတွေတက်မယ်ပစ္စည်းတွေဝေယခတ်မယ်ရှားသွားမယ်တနည်းအားတနည်းအားတွားရလာရခတ်သွားမယ်အဲ့တော့မတမာလောဘသားတွေအတွက်ဂွေဖြစ်သွားတာပေါ့နော်ဒါကြောင့်ဒီချက်ကိုသတိထားပြီးပါကိုယ်တိုင်လည်းမလုံးမိအောင်သတိမူပါအခုကျွန်တော်ဒီဗီဒီယိုရိုက်နေစဉ်အတွင်းမှာပဲစကားရအရန်ကိုအခြေအနေစိုးနေပါတယ် မြို့ပေါ်ရက်ကွက်၃လောက်မှာအနံ့နေထွက်တယ်။ဓာတ်ပေါ်ရီကိုမရှင်းရသေးဘူးတချို့ဓာတ်ပေါ်ရီကြတော့လေဒါပြိုကျတဲ့နေရာမှာပဲရှိသေးတယ်ပေါ့။ပြည်ပြည်သတင်းပေးချက်အရကတော့ခံမှန်းချီတိတ်ဆုံးသူဟာ200နဲ့ထက်ရှိပြီးတော့အိမ်ရာအဆောက်အုံရဲ့80%ရာခိုင်နှုန်းပျက်စီးသွားတယ်။ဗလီ၅လုံးပြိုကျပျက်စီးသွားတယ်။ဒါပေမဲ့ဒါတမျိုးလုံးရဲ့အတိုင်းအတာကျတော့မဟုတ်ပါဘူး။ဒီတော့ငလျင်အတွက်တက်နိုင်တဲ့သူတွေကတက်နိုင်တဲ့ဘက်ကနေဝိုင်းကူပေးကြပါ။ speak out ပို့လုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။ငလျင်တန်ခံစားနေရတဲ့ပြည်သူတွေကိုလည်းတက်နိုင်သမျှအားတင်းထားကြပါလို့ပြောချင်ပါတယ်။ငွေဆိုရဗျာအသက်ရှင်တွေဒီပြန်ရှာလို့ရတယ်။ဒါကြောင့်စိတ်တက်မကြပါနဲ့။အကောင်းဆုံးစိတ်ကိုတင်းပြီးအသက်ရှင်အောင်နေပါ။ဥပမာပြောရရင်ရုရှားလူမျိုးတွေရှိပါတယ်။ရုရှားလူမျိုးတွေကသူတို့ရဲ့ယာဒီဥရအရန်ကြမ်းတမ်းလို့နဲ့အတွက်သူတို့ကအသက်ရှင်နေရတာကိုပဲခုံယူနေတတ်ကြတယ်။ပြောက်ဖြစ်တယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့လည်း ရှင်တန်နေရတာကိုပဲခုံပြီးတော့ဒီငလျင်ဘေးဆိုးယူကြက်ကြက်ခံရင်ဆိုင်သွားကြပါစို့ဗျာအားလုံးကျမ်းမာဘေးကင်းကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်